မတန်ဆွမ်းပြိုင်တန့်တအူးပေါ်မှာလှုပ်ခဲတဲ့လုံရဲကြောင့်လူပြောများနေတဲ့ဖြူဖြူတွေ ပရိသတ်များရှင်ဖြူဖြူတွင်းဟာဆိုရင်တော့မြန်မာနိုင်ငံရဲ့နမည်ကြီးဆယ်လီတွေကတအူးအပါဝင်ဖြစ်ပါတယ်။ဖြူဖြူတွင်းကလက်ရှိအချိန်မှာအချမ်းအောင်မြင်နေတဲ့အမှုပညာရှင်တွေကိုတောင်ကြော်တက်နိုင်တဲ့အထိပွဲရီဇက်တိုက်ဆိုသလိုတက်နေရတာပါ။ဖြူဖြူတွင်းကဆယ်လီတအူးဖြစ်တဲ့အတိုင်းပရိသတ်တွေနဲ့ထိတွေ့ရင်းနှီးမှုရအောင်လို့တချင်းတွေအများကြီးတီဆိုရင်ကနေပြီးတော့လေဝေဖန်မှုတွေခံနေရပါသေးတယ်။ဖြူဖြူတွင်းကနမည်ကြီးအစောရီရဲ့တချင်းတွေကိုရှူဆိုတဲ့အခါမှာလေခွင့်ပြုချက်မရှိဘဲရှူဆိုတဲ့ဆိုပြီးတော့မှဝေဖန်မှုတွေခံခဲ့ရတယ်လို့အင်္ဂလိပ်တချင်းတွေကိုစိုးပြန်ရင်လည်းငပိတန် အင်္ဂလိပ်သချင်းတွေဆိုရဲဆိုပြီးတော့လေဝေဖန်မှတ်ချက်ပြုနေတာတွေကိုခံခဲ့ရပါတယ်။လွန်ခဲ့တဲ့ရက်ကပွဲတစ်ခုမှာဆိုရင်လေဖြူဖြူထွေးကဆလီနာဂိုမက်စ်တို့ရဲ့အိုင်းခရင်ဆိုတဲ့သချင်းကိုတီးဆိုခဲ့တာကြောင့်ပရိသတ်တွေကအမျိုးမျိုးသောမှတ်ချက်တွေပြုနေတာပါ။ဒါပေမဲ့ဖြူဖြူထွေးကတော့သူလုံးဆရာရှိတဲ့အလုပ်တွေကိုဇက်တိုင်လက်ခွင့်ရနေတဲ့အမှုပညာရှင်တဦးပါ။ဘသူတွေဘလို့ပဲဝေဖန်နေပါစေဖြူဖြူထွေးကတော့ပွဲတွေကျက်နေပြီးတကယ်ကိုမအားလက်နိုင်အောင်လုပ်တွေကိုလုပ်နေရတာဖြစ်ပါတယ်။ဖြူဖြူထွေးက creation အားကောင်းတဲ့သူတယောက်ဖြစ်တယ်လို့ပရိသတ်တွေနဲ့ရှင်းနေမှုလုပ်တဲ့နေရာမှာလေ imitant လွယ် ကူတဲ့အမှုပညာရှင်တအုပ်ဖြစ်တာကြောင့်ပွဲတိုင်းလူလူကဖြူဖြူထွေးကိုငားရမ်းကြတာပါဒါကြောင့်လက်ရှိချိန်မှာဆိုရင်လည်းဖြူဖြူထွေးကနေပြည်တော်တောင်ညိုမြို့မှာပြုလုပ်တဲ့ MC ငွေမင်းတမီရွှေဆိုင်ရဲ့အထူးဇယောင်းပွဲတော်ကြီးကိုတက်ရောက်ခဲ့တာဖြစ်ပါတယ်အဲ့ဒီအထူးဇယောင်းပွဲတော်ကြီးမှာနေပြည်တော်တောင်ညိုမှာရှိကြတဲ့ပြည်သက်တွေအများအကြီးကစင်ကားတိုင်းမြိုက်စွာလာရောက်ခဲ့ကြတာပါဒီလိုလာရောက်ခဲ့တဲ့နေရာမှာအများနဲ့မတူတဲ့ပြည်သက်တအုပ်ကလည်းပါဝင်ခဲ့ပါတယ်အဲ့ဒီပြည်သက်တအုပ်ပေါ်မှာဖြူဖြူထွေးပြုလုပ်လိုက်တဲ့ပြုရင်နဲ့အလုံးရဲ့ကြောင့်လည်းအားလုံးကမှတ်ချက်တွေအမျိုးမျိုးပြီးနေကြတာဖြစ်ပါတယ် ဖြူဖြူတွင်းကပရိသတ်တွေကိုသိချစ်တဲ့အမှုပညာရှင်တဦးပါဒါကြောင့်သူ့အနေနဲ့ပရိသတ်တွေဆိုတာအဖြူအမဲခွဲစားနေစရာမလိုပဲအားလုံးကိုတပြင်းညီဆက်ဆံတတ်တဲ့သူပဲဖြစ်ပါတယ်ဖြူဖြူတွင်းကစိတ်ရင်းစေတနာကောင်းတယ်လို့အများကချစ်အောင်နေတတ်တဲ့အမှုပညာရှင်တဦးလေးဖြစ်ပါတယ်ဒီကနေ့မှာတင်ရောက်ခဲ့တဲ့ပွဲမှာဆိုရင်တော့မတန်ဆွမ်းအမျိုးသမီးငယ်လေးတဦးကလည်းစွင်ရှင်ယတနာအထူးဇေယျပွဲတော်ကြီးကိုတက်ရောက်ခဲ့တာဖြစ်ပါတယ်တော်ယုံတန်ယုံတာမန်လူရန်းစားတွေကိုစင်ပေါ်တင်လို့မရတဲ့အနေအထားမျိုးမှာဖြူဖြူတွင်းကတော့ကိုယ်လက်မတန်ဆွမ်းတဲ့အမျိုးသမီးငယ်လေးကိုစင်ပေါ်တက်ပြီးအတူကပ ဖို့အတွက်ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီမတန်ဆွမ်းအမျိုးသမီးလေးကလည်းအင်မတန်ကိုပျော်နေနေတာပါ။ဖြူဖြူထွေးကိုရိုင်းစင်ပေါ်ကိုလက်တွဲပြီးခေါ်ယူတက်စီခဲ့တာဖြစ်ပြီးတော့တဆင်းတွေအတူဆုပ်ပြီးတော့ကားခဲ့တာပဲဖြစ်ပါတယ်။ဖြူဖြူထွေးရဲ့ဒီလုံးရက်တွေကြောင့်ဆိုင်ပန်ရှင်တထေးတွေကလည်းကျေနပ်နေကြပြီးတော့ပရိသတ်တွေကလည်းတန်တောဖြစ်နေတာပါ။နောက်ပြီးမတန်ဆွမ်းအမျိုးသမီးလေးကိုရိုင်းကလည်းအယံကိုပျော်ရွှင်နေတာဖြစ်ပါတယ်။ဖြူဖြူထွေးကပရိသတ်တွေကိုအယံချစ်တယ်လို့ပရိသတ်တွေကလည်းဖြူဖြူထွေးကိုချစ်ကြတာပါ။ဖြူဖြူထွေးပါတဲ့ပွဲဆိုရင်စင်ကားတိုင်းမြိုင်လုံးပြီးတော့ပျော်ရွှင်နေစာတဟားဟားနဲ့ရီမောနီယာ တာကြောင့်ဆိုင်းပိုင်ရှင်လုပ်ငန်းရှင်တွေကလည်းဖြူဖြူထွေးကိုအမြင်နဲ့ဆိုတလို့ငားရက်နေကြတာဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့ပွဲကြီးမှာဆိုရင်လည်းဖြူဖြူထွေးကြောင့်ပွဲကပိုပြီးစီငါတက်မြိတ်သွားတယ်လို့ဖြစ်နေကြရပြီးတော့အခုလိုမတန်ဆန်းမျိုးသမီးငယ်လေးကိုတော့စင်ပေါ်တက်ပြီးနေရပေးခဲ့တဲ့ဖြူဖြူထွေးရဲ့လုံရက်ကိုပရိသတ်တွေကချီးကျူးနေကြတာဖြစ်ပါတယ်။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောမတန်ဆန်းမျိုးသမီးငယ်လေးပေါ်မှာပြုလုပ်ခဲ့တဲ့ဖြူဖြူထွေးရဲ့လုံရက်နဲ့ပတ်သက်ပြီးဘလို့ရိမတ်ချက်ပြုတ်ကြလဲဗီဒီယိုအောက်က comment လေးမှာရှင်းသွားပေးခဲ့ပါအောင်ရှင်။